အောင်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေအများကြီးပဲရှိတယ်အဲအားပွဲရှိမယ်ချဲစီပွဲရှိမယ်လီဗာပူးပွဲရှိမယ်ဘယ်တော့ပွဲစဉ်တွေကတော့အများကြီးတဲ့မှာမှာကျွန်တော်ကတော့ထုံးစံနိုင်မယ်တပွဲကောရွေးချယ်ပေးမယ်လီယူနိုက်တက်နဲ့ချဲစီပွဲလေးကိုလိုလိုရှိနေမယ်သုံးသပ်ပေးမယ်အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်မပြောပြပါမနေ့ကကျွန်တော် YouTube တော့မှာအားပေးနေတဲ့ညီကိုတွေအတွက်ကတော့အဲမန်စီးတီးကိုဘက်ကန်ထားတဲ့ဖူအန်ပေါ်လီရွေးချယ်ပေးတယ်ကျွန်တော်တို့ဒါ30လောက်တော့ကျွန်တော်ရှုံးသွားမယ်ပေါ့နော်ကျွန်တော် Telegram feature နဲ့ join လာတဲ့ညီကိုတွေကတော့မနေ့ကကျွန်တော်စပါးဂိုးပေါ်လီရွေးချယ်ပေးတယ်ပြပြ ွားနဲ့အဆင်ပြေသွားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောချင်တာကတော့တခါလေရောက်တော့လေဟိုကျင်းအတက်ကြပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒါ Telegram channel လေးဒီမှာပြန်ပြီးပြောပြတယ်ဖြစ်တဲ့အတွက်ကြောင့်ညီကိုတို့အနေနဲ့ Telegram channel ကို join လုပ်ဖို့ကျွန်တော်က အရင်ဆုံးပြောချင်ပါတယ်ဗောနော်ချဲသီးနေနဲ့မနက်ပိုင်းစားဖောက်ထားတဲ့ policy နဲ့ကြည့်မယ်ဆိုတော့အဝေးကူကနေပြီးတော့1.80 policy နဲ့ဖောက်ထားတယ်ဂူပေါင်းဈေးထဲမှာကျွန်တော်3ပေါင်း90ဂူပေါင်းဈေးနဲ့ဖောက်ထားတယ်အခုလက်ရှိ policy ဈေးထဲမှာ level 100 policy ဖြစ်ပြီးတော့ဂူပေါင်းဈေးမှာ3ပေါင်း80ဂူပေါင်းဈေးကတော့အဲကျွန်တော်တို့ဒါ90 80 80ကြားကြလို့ဆိုပေမဲ့ policy ကတော့အဲကျွန်တော်တို့ချဲသီးသေးနေနဲ့တကူးသွင်းလိုက်ရင်ဒါအပြစ်ပျော်ရွှင်ဝင်ရမယ့်ပုံစံမျိုးပေးထားတယ်ဆိုတော့ဘူကီဖွင့်ထားတဲ့ policy နဲ့ဒီ လီယူနိုက်တက်ကိုချက်စီးသည်မနိုင်တဲ့ပုံစံမျိုးမနိုင်ခြင်းပုံစံမျိုးဖွဲ့ထားတဲ့ဘော်ဒီဇီလန်မျိုးဖြစ်နေတယ်ဗောနော်အဲ့တော့ဟတ်တူကတွဲဆုံလာခြင်းကြည့်မယ်ဆိုချက်စီးအသင်းကတော့လီယူနိုက်တက်ကိုအသင်းကတော့နိုင်ခဲ့တယ်ဘော်ဒီဖွင့်လာတဲ့ဘော်ဒီဇီလန်လေအောင်မြော်မကစားခဲ့ဘူး2020နှစ်တုန်းကလည်းလီအိမ်ကွင်းမှာချက်စီးဒီအဝေးဘက်နေပြီးတော့150ဘော်ဒီဇီလန်ပြီးတာပြီးတော့3ဇီဆိုပြီးရလနဲ့ရှုံးနေခဲ့တယ်2023ဘုံကလည်းချက်စီးအိမ်ကွင်းကနေပြီးတော့ချက်စီးလီယူနိုက်တက်ကို1ဂျီပေးပြီးတော့1ဇီဆိုပြီးရလနဲ့အဲတည်ရကြ တယ်အသင်းတို့နိုင်ခဲ့တယ်ဒီ2024ပြုဆောင်ခဲ့တဲ့နောက်ဆုံးပွဲမှာဆိုရင်ချက်စီးအိမ်ရနေပြီးတော့ Lee United ကို150ဘောဒီဈေးနဲ့ပေးထားခဲ့ပြီးတော့3ဂိုး2ဂိုးသူပြီးရလနဲ့ချဲဒီတင်းကတော့နိုင်ခဲ့တယ်ဘော်ဒီသေးနဲ့ရှုံးခဲ့တယ်အဲ့တော့ဒီလီယူနိုက်တက်နဲ့ချဲစီနဲ့ဟတ်တူဟဲတွဲဆုံမှုဒိုင်းကိုကြည့်မယ်ဆိုချဲစီကတော့အตาစီးရတာမှန်တယ်ဒါပေမဲ့ဘူဂီတွေပွင့်လာတဲ့ဘော်ဒီသေးနဲ့မှာချဲစီကတော့အตาစီးမရခဲ့ဘူး ဘူကင်ကြီးဖွင့်လာတဲ့ပေါ်ရီစီတဲမှာဒါချက်စင်းနေနဲ့ရှုံးနေကြတာကျွန်တော်မြင်ရတယ်2025 2026အထားပရီးမီးယားလိဂ်တီဗီကြီးမယ်ဆိုချက်စင်းစီအဆင့်3နေရာမှာရှိတယ်လီယူနိုက်တက်ကတော့အဆင့်18နေရာမှာရှိတယ်အဲ့တော့ဒီနှစ်သိန်းရှင်တော့ချက်စင်းကတော့ပူပြီးတော့ဒါ ထိုးသားညီကိုလေးမျက်စိကြစရာဖြစ်တာပေါ့နော်။ဦးကီလေးဖွင့်လာတဲ့ဘော်ရီသေးတဲ့ခြေသေးသေးနေနဲ့အဝေးပွင့်ရနေပြီးတော့ကျွန်တော်တို့ဒါတကိုးသွင်းတာနဲ့အပြစ်ကြီးစားရမယ်ဆိုတာကြီးကတိတ်ပြီးတော့ဒါယုံကြည်စရာမကောင်းတဲ့ပုံစံမျိုးလေးဖြစ်နေတာကျွန်တော်တွေ့ရတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ Lee United ရဲ့နောက်ဆုံးကစားခဲ့တဲ့၅ဘွဲ့ရဲ့အိမ်ဝဲဆွမ်းဆောင်ပိုင်းလေးကိုကျွန်တော်တို့လိုက်ကြည့်လိုက်အောင်။ Lee United ပြိုင်ပွဲဆို၅ဘွဲ့ကြည့်မယ်ဆိုရင်တော့၄ဘွဲ့လောက်ရှုံးနေခဲ့ပြီးတော့၃ဘွဲ့ပဲနိုင်ခဲ့တယ်။နိုင်ခဲ့တဲ့ဘွဲ့ကလည်းသူ့အိမ်ကွင်းမှာဝဟန်းကို2-1ဆိုပြီးရလဲနေတဲ့အနိုင်ရရှိခဲ့တဲ့ရှုံး ုံးခဲ့တဲ့ပွဲတွေကျွန်တော်ကြည့်မယ်ဆို Brighton ကို3-0 Nottingham Forest ကို3-1ရှုံးနေခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒါ Aston Villa ကို1-2နဲ့ရှုံးနေခဲ့ပြီးတော့ Man City ကို3-2နဲ့ရှုံးနေခဲ့တယ်အဲ့တော့ Leeds United ရဲ့ပြိုင်ပွဲဆိုရှုံးနေခဲ့တဲ့ခြေသွမ်းလေးတွေကျွန်တော်ကြည့်မယ်ဆိုရင်ကိုပြစ်ချီပြည့်ရှုံးနေခဲ့တာတော့မဟုတ်ဘူးအဲကျွန်တော်တို့ဘီဒီရဲ့ရက်ဖြစ်တဲ့အပြည့်နဲ့ကိုသွင်းထားတာလေးကျွန်တော်တို့တွေ့ရတယ် အဲ့တော့ Lee United ဒီအဲဂိုဘီဂိုယူဆိုတဲ့ပုံစံမျိုး Lee United အင်္ဂလိပ်စွမ်းဆောင်ပိုင်းကျွန်တော်ကြည့်မယ်ဆိုနောက်ဆုံးကစားခဲ့တဲ့ Newcastle ကိုဇီးဇီးတည်ကြားခဲ့တာလွဲလို့ကျွန်တော်ဂျန်နဲ့ဒီစပါးတို့ဝဟန်တို့ Aston Villa ကိုသူ့အနေနဲ့အပြန်လို့ဂိုးသွင်းထားတာတွေ့ရတယ် ဲ့တော့ပေးဖို့လေခွင့်ပြုရတယ်ဆိုတော့ Lee United ဒီပြိုင်ပွဲဆုံး၅ပွဲမှာလည်းတိုက်စစ်ဒီဂိုရလို့ခံစစ်ကြရလဲဂိုရပြန်ပေးရတယ်အဲ့တော့အိမ်ဝင်းစွမ်းကောင်းဘက်လည်းကြည့်မယ်ဆိုတိုက်စစ်ကလည်းဂိုရလို့ခံစစ်ကလည်းဂိုရပြန်ပေးရတယ်အဲ့ဒီအချက်လေးကြည့်ကြရသည် Lee United ဒီ Openly Saw ရဲဂိုဘေဂူရီ Saw ရဲပုံစံမျိုးလေးကျွန်တော်မြင်ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော် Chelsea ကိုကြည့်အောင် Chelsea ကတော့အခုလက်ရှိပြိုင်ပွဲဆုံး ကားရောင်းဖောင်ကြောကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့လေးပွဲလောက်တိအနိုင်ရရှိခဲ့ပြီးတော့တပွဲပဲတည်ရကြခဲ့တယ်အာဆင်နယ်ကိုဘုံဝဲဆိုပြီးတည်ရကြခဲ့ပြီးတော့ကြံတဲ့ပွဲစဉ်တိုင်းပြိုင်ပွဲဆိုပွဲစဉ်တိုင်းအနိုင်ရရှိအောင်ကစားခဲ့ရဆိုချယ်ဆီရဲ့အဝေးဝန်းစွမ်းဆောင်ကားရောင်းဖောင်ဒီတော်တော်လေးကောင်းနေတာကျွန်တော်မြင်ရတယ်ထပ်ပြီးတော့ချယ်ဆီရဲ့အဝေးဝန်းကျွန်တော်ကားရောင်းဖောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါဘန်လေးကိုဇီတုနဲ့နိုင်တယ်ဒီကွာတာဘောက်တူတူတည်ရကြတယ်ပြီးတော့ကျွန်တော်တို့ဒီတော်တန်ဟော့စ်ဘောက်01နဲ့နိုင်ခဲ့တယ်အဲ့တော့ချယ်ဆီရဲ့အဝေးဝန်းကားရောင်းဖောင်ကိုကြည့်မယ်ဆိုအရင်ဆိုးရွားနေတဲ့ နေရလက်တွေကိုပိုင်ဆိုင်လာတာမဟုတ်ဘူးအဲ့တော့ ုံးပွဲနိုင်ပြီးတော့အဲတပွဲတည်းကြီးကြထားတဲ့တည်ကြီးကြထားတဲ့ပွဲရယ်ကာရိုဘက်နဲ့တည်ကြီးကြပြီးကျန်တဲ့ပွဲစဉ်တိုင်းမှာချယ်ဆီသည်အဝေးကူးရနေပြီးတော့တောက်လျှောက်လဲဘော်ရီဇီးနဲ့နေအောင်ခဲ့သလိုအသင်းနဲ့နိုင်ခဲ့တယ်အဲ့တော့လီယူနိုက်တက်နဲ့ချယ်ဆီနဲ့အဘက်ဘက်ကကျွန်တော်ရှင်ကြီးလိုက်ချယ်ဆီကအသင်းနဲ့နိုင်ခဲ့သလိုဘူဂီနီဖွင့်ထားတဲ့ဘော်ရီဇီးနဲ့လည်းအောင်မြင်ခဲ့အောင်မြင်နေတဲ့အသင်းအဲ့တော့လီယူနိုက်တက်ကတော့အခုလက်ရှိမှာလီဗောစလိုက်တီဘော်ရီဇီးနဲ့ကြတယ်လီဗောစလိုက်တီရှုံးနေတယ်ဆိုတော့ဘယ်သူမှကြည့်ကြည့်တော့ ခြေသီးကိုကျွန်တော်အအထင်ကြီးစရာပဲခြေသီးကိုနေကျင်စရာကောင်းတာပဲဘာဖြစ်လို့လဲခြေသီးကအသင်းကြီးလည်းဖြစ်တယ်လက်ရှိ current fault တွေကလည်းတော်တော်လေးကိုကောင်းနေတာကျွန်တော်တွေ့ရတယ်အဲ့တော့ကစားသမားတွေရဲ့ quality ဘိုင်းမဲ့ရှင်းရှင်းကစားသမားတွေရဲ့တကူရော dominant ဘိုင်းနေပဲရှင်းရှင်း ချယ်ဆီကတော့အဆအဆရရအများကြီးတာလွန်နေကျွန်တော်တွေ့ရတယ်နောက်ဆုံးဟာချယ်ဆီမှာဆိုရင်ဒါကိုရွှေကိုလီရလည်းဒါပြန်ပါလာနိုင်မှုအနေထားမှာရှိရဲပြီးတော့လေဘယ်တော့မှညာတော့မှမှာဆိုလဲကျွန်တော်နက်တိုရောအက်စတာဗိုရောကလည်းတော်တော်လေးကိုဒါခြေခွန်းပြနေတဲ့အထဲမှာပါတယ်ပွင့်လည်းမှာတော့ဒါကိုင်စီတို့ကတော့အိုင်းနဲ့ပွဲမှာအနီထိတယ်ဆိုပေမဲ့ဒါအန်ဆိုဖာနဲ့လည်းရှိသေးတယ်အဲ့တော့ချယ်ဆီကတော့အရင်ကြီးစိုးရွားနေတဲ့အထဲမှာတော့မပါဘူးဒါပေမဲ့ချယ်ဆီကလည်းအခါလေးရောက်ရင်ကြောက်ယူခြေယူဖြစ်တယ်အဲ့တော့ လက်ရှိကျွန်တော်တို့ရခြေသွန်းနောက်လိုက်ရမှာလားဘုတ်ကီဖြွင့်လာတဲ့ဈေးထဲနောက်လိုက်ရမှာလားဝေခွင့်မရဖြစ်နေတယ်ဘာဖြစ်လို့ဆိုတော့ဘုတ်ကီဖြွင့်လာတဲ့ဘော်ဒီဈေးထဲဒီခြေသေးသေးနေနဲ့ဒီလောက်ထိကစားသမားတွေကောင်းနေရှိနေပါရက်နဲ့ဘာမှကျွန်တော်တို့အိမ်ဝေးစွမ်းဆောင်မှာလဲဘာမှမကောင်းတဲ့ဒီလိုလီယူနိုက်တက်အသင်းကိုတကူးတွင်းကျွန်တော်အပြည့်ပျော်ရွှင်ဝင်ပေးထားတာတော့ဒါကျွန်တော်တို့ ပွင့်လင်းပြပြရင်တော့ဒီဈေးတန်းကြီးကတော့ကြိုက်တော့မကြိုက်ဘူးချက်သီးပြီးတဲ့ဘော်ဒီဈေးတန်းပျော့တော့ပျော့တယ်တဖြည်းဖြည်းနဲ့ပျော့တဲ့ဘက်ကတော့ရောက်လာတယ်ကျွန်တော်မြင်ရတယ်ဘာပဲပြောပြောအဲ့တော့ခြေသေးရဲ့ခြေသွမ်းကကျွန်တော်အရင်ကြီးခတ်မှန်းလို့ရတဲ့အထဲမှာမပါဘူးအဝေးဝေးကာရန်ဖောက်လည်းကောင်းတယ်အဲ့တော့ကျွန်တော်တို့လီယူနိုက်တက်ကိုကျွန်တော်ထပ်ကြည့်ပြန်တော့လီယူနိုက်တက်ကလည်း အိမ်ငွေးစွမ်းဆောင်ကြီးကောင်းလေအိမ်ငွေးမှာအနည်းဆုံး open play စော်တယ်တပွဲကိုတကူလောက်ကြီးတွဲနိုင်တယ်ဆိုတော့ဒီနှစ်သိန်းကတော့ဘာပဲပြောပြောဟို brother တို့ညီကိုတို့အကြိုက်တွဲမဲ့ပွဲတို့ပွဲလို့ကျွန်တော်တို့ထင်တယ်အဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်စိတ်ကြိုက်တပွဲကောင်ရွေးချယ်ပြီးပါတော့ကျွန်တော်ကတော့ဒီ league united နဲ့ chelsea မှာတော့ကျွန်တော်တို့ဘူးပေါ်ပဲကြိုက်ပါတယ်အကြိုက်တွဲညီကိုများနေတဲ့စော်ကစားနေတယ်မကြိုက်ဘူးဆိုတော့လေဒါကျွန်တော်ကိုလွတ်လပ်သွားဘက်ကန်လိုက်ပါတယ်ပေါ့နော်အဲ့တော့အဲတချို့ညီကိုတွေဆိုဗီဒီယိုလေးတွေကြည့်ကြပါတယ်အဲကျွန်တော်မိနေတာ၄၀ဆိုရင်ဒါသူတို့လာလာပြောပြပြောပြကြတယ်ပေါ့နော် ်ကျေးဇူးတင်ပါတယ်ဘွန်းတော့အဲ့တော့ဘာပဲပြောကျွန်တော်တို့လည်းပြည့်စုံနေတဲ့လူတော့မဟုတ်ဘူးလေလာသိကြိုးစားနေတယ်ဖြစ်တဲ့အတွက်ကြောင့်လိုအပ်ချက်တွေရှိလေနားလည်းခွလို့ပေးဖို့ဒီလိုကိုအဲတောင်းဆိုလိုက်ပါတယ်ဘွန်းတော့ဟုတ်ပြီဒီလိုမျိုးနေတဲ့တပွဲကောင်းလေးတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်ကို Going Buy TikTok Channel Going Buy YouTube Channel လေးကို Like Square လေးလုပ်ပေးထားပါညီကိုတို့အမြင်ရှိ comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ် လူလင်လူညာဘောရိတ်ခေတ်ဒီမှာမျိုးတို့ဒီငွေကြေးပိုင်းကိုတရားရရဲ့လုံးထိဂျုံကြီးစိတ်ကြခြင်းလို့ဆိုရင်ကျွန်တော်ကိုယ်ရမျက်နှာပြပြီးပြောနေတဲ့ယူဖာမလာရောက်ကောက်ဖွင့်ပြီးတော့ကစားနိုင်တယ်ယူဖာမလာရောက်ဖို့ကစားရုံနဲ့မျိုးတို့ဒီဂျန်ကြီးပက်ကိပွဲများကိုတရားစီစားလုံးတနည်းပတ်လုံးရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူလက်တွဲခြင်းနဲ့ညီကိုများလက်ကြီးပဲဖြစ်ဖြစ်လက်သေးပဲဖြစ်ဖြစ်ဘိုင်ဘာနံပါတ်အပေါင်းကောင်ကို0836 3395ကျော်ဆက်ွယ်ပြီးတော့လာရောက်လက်တွဲလို့ရပါပြီဆိုတဲ့ကြောင်းဒီနေရာလေးရနေပြီးတော့ကျွန်တော်ပြောပြပါတယ်ဗျအဲ့တော့ထိုင်းရောက်နေတဲ့ညီကိုများထိုင်းပန် ရှိုံတွေစော်ကစားနိုင်ပါပြီဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ပဲကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံလို့ကြပါမယ်အားလုံးပဲခွတ်လပ်ပါနော်